知道吧？ ုံငယ်ရပိုင်းတော့က Vivo ရဲ့ V50 Lite ကိုကျွန်တော် unboxing လုပ်တော့အောင်ဆိုလို့ရှိရင် Vivo စီကနေပြီးတော့ကျွန်တော် challenge တစ်ခုလက်ခံရရှိခဲ့။ mission ကပါလဲဆိုတော့ Vivo V50 Lite မှာပါဝင်တဲ့ 6.5mAh Bluebolt battery ကိုကျွန်တော်ကတနည်းတာလေးနဲ့ကုန်အောင်သုံးနိုင်မလားဆိုပြီးတော့ challenge ကျွန်တော်ခေါ်တာပေါ့နော်။ကျွန်တော်အမှန်တမ်းပြောအဲ့စိန်ခေါ်မှုကိုကျွန်တော်လက်ခံတယ်။ဒီနေ့မှာကျွန်တော် Vivo V50 Lite ရဲ့ 6.5mAh Bluebolt battery ကိုကျွန်တော်အမှန်ကန်ဖြိုပါပေါ့နော်။တနည်းတာလုံးကျွန်တော် share ကိုသုံးပါ။အခုဆိုလို့ရှိရင်အချိန်အားဖြစ်ကကျွန်တော်တို့ဒီ6နာရီကြော်ပြီပေါ့နော်။6နာရီကြော်ပြီဆိုတော့ကျွန်တော်ဒီဖုန်းကိုကျွန်တော်ဒီ game ဆော့မယ်ရုပ်ရှင်ကြည့်မယ်စတဲ့ တနေ့ဒါ daily test တွေကိုကျွန်တော်ဘယ်လိုသုံးလဲဆိုတော့ကျွန်တော်တို့ချက်လောက်လိုက်ပြီးတော့ကြည့်လိုက်အောင်ကဲပထမဆုံးကတော့ကျွန်တော်မြန်မာဘလာဇာမှာသွားပြီး breakfast စားမယ်လို့စဉ်းစားထားတယ်နော်ဒီနေ့က B50 light ရဲ့ဒီ battery challenge လည်းရှိတာဖြစ်တဲ့ကြောင့်ကျွန်တော်ဒါကို GPS ကိုမပိတ်တော့ဘူးဆိုတော့ GPS ကိုဖွင့်ပြီးတော့ display ကိုဖွင့်ထားပြီးတော့ကျွန်တော် on ထားမယ် on ထားပြီးတော့ကျွန်တော် battery ကိုသုံးမယ်အရင်ဆုံးကျွန်တော်မြန်မာဘလာဇာပထမဆုံးသွားမှာပါ ရှင်တော်မြန်မာပလာဇာရောက်လာပြီနော်မြန်မာပလာဇာဒီနေ့ပိတ်ရတယ်ဆိုတော့လူလည်းရမ်းကြီးတော့မများဘူးကျွန်တော်ရွှေပလင်းမှာထိုင်လိုက်မယ် So what if you love ဟိုရွှေပလင်းမှာဆိုလို့ရှိရင်အခုကျွန်တော်ဘုတ်တွေလည်းရောက်ပြီနော်ဆိုတော့ကျွန်တော်အခုလောလောဆယ်မှာ social media လေးခဏသုံးမယ်အဲ now youtube လေးပါလေးကြည့်မယ်ပေါ့ဗျာမြန်မာလည်းစားပြီးသွားပြီဆိုတော့ရွှေပလင်းမှာပဲခဏထိုင်ပြီးတော့ခင်းလေးတပွင့်တပွက်လောက်တော့ကျွန်တော်ဆော့လာပါ Vivo V50 လိုက်မှာဆိုလို့ရှိရင် Snapdragon 685 6 nanometer processors ကိုသုံးပေးထားတယ်เนาะအခုကျွန်တော်ဒီနေ့မနေ့ daily test တွေကျွန်တော်အခုသုံးကြည့်ရသလောက်ဆိုလို့ရှိရင်တော်တော်လေးမှာ smooth ဖြစ်တယ်ကျွန်တော် daily test မှာဆိုလို့ရှိရင် Twitter တွေငေါ်ရိုင်းအဲ့ဘာမှကိုမရှိဘောเนาะ game store ကြည့်ရသလောက်ဆိုလို့ရှိရင်လည်းသူ့ရဲ့ gaming experience ကတော်တော်လေးမှာ smooth ဖြစ်တာကျွန်တော်တို့ကတွေ့ရပါเนาะဟို game store နေနေတဲ့သူက graphic ကိုတော့ကျွန်တော် medium setting လောက်ထားပြီးကစားမယ်ဆိုလို့ရှိရင်တော့အကောင်းဆုံး gaming experience ကိုရမယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ် က်ကလည်းစားပြီးပြီခြေရက်လည်းတင်းလေးပူနေရလို့ကျောင်းဆရာကခံစားတော့မြန်မာပလာဇာရောက်တုံးလေးကျွန်တော်အလီဘာဘာတခါရဲဝင်ခဲ့ပါတော့ဆိုတော့အလီဘာဘာမှာကတော့ကျွန်တော်အများဆုံးနေကြဖြစ်တဲ့ game အယုတ်ောက်တဲ့ game တွေနောက်တစ်ခါကျတော့ဒီကရဲ game ပေါ့နော်စအဲ့ဒါကြီးကျွန်တော်တို့ကစားခဲ့တယ်အဲနောက်တစ်ခါကျ camera လေးပါလေးလဲကျွန်တော်ဒီမှာနည်းနည်းလေးစမ်းပြီးရိုက်ခဲ့ ရှင်ကျွန်တော်မနေ့ကစလဲစပြီးသွားပြီเนาะမနေ့ကဆိုလို့ရှင် Vivo V50 Lite ကိုကျွန်တော် display ကိုမပိတ်ပဲနဲ့ GPS ပုံစံမျိုးလေးကျွန်တော်သုံးတယ်ပြီးတော့ကျွန်တော်ရွှေပြည်ရောက်တဲ့ခါကျတော့ game ဆော့တယ်ရုပ်ရှင်ကြည့်တယ် YouTube ကြည့်တယ်စသဖြင့်အဲ့အအကုန်သုံးတာတော့မှအခုဆိုလို့ရှင်အခြေရ7နှစ်ခွဲသွားပြီเนาะ battery ကလေဘယ်လောက်ကုန်နေတင်လဲ4%ပဲကုန်နေဗျာဆိုတော့ဒီဖုန်းက96%အောင်ကျန်သေးတယ်ဒီဖုန်းကိုကျွန်တော် battery ကုန်အောင် လုံးဖို့ဆိုတော့တော်တော်ကြီးကျွတ်ကျွတ်ဆဆလောက်ရမှာပေါ့နော်အခုဆိုလို့ရှိရင်တော့ network ရှိသွားပြီဒါပေမဲ့ထားလိုက်ပါကျွန်တော်လုံးဝအားမလျှော့သေးဘူးပိုပြီး powerful ဖြစ်တဲ့ test နဲ့ဒီဖုန်းရဲ့ battery ကိုအသုံးချမယ်လို့ကျွန်တော်ကဆုံးဖြတ်ထားတယ်ကဲအခုဆိုလို့ရှိရင်တော့ Time City ကားပါကင်ကိုရောက်လာပြီပေါ့နော်ဆိုတော့ရေရွက်ချက်ကတော့ဗျာထွေထူးတော့မဟုတ်ပါဘူးကျွန်တော်ဒီမှာနေလေစားလေးပါလေးစားမယ်နောက်ရုပ်ရှင်ကိုတက်ကြည့်မယ်ပေါ့နော်ကားကောင်းလို့ရှိရင်ရုပ်ရှင်လေးပါလေးလည်းကြည့်ကြည့် ကြည့်မယ်ပါနော်ဆိုတော့အခြေအားဖြစ်ဆိုလို့ရှိရင်တော့အခုဆိုလို့ရှိရင်7920ရောက်သွားပြီလမ်းမှာလည်းကျွန်တော်တောက်လျှောက် GPS ကိုဖွင့်ပြီးတော့တုံးလာရဲ့ဘက်ထရီ percentage ကိုကြည့်လိုက်အောင်ဘက်ထရီ percentage ကလေ1%မထက်ရောတယ်အဲ့တော့စုစုပေါင်း95%ကျန်သေးတယ်တမနယ်လုံးကျွန်တော်တိတိကျကျတုံးလာတာ5%ပဲရော့သေးတယ်တိုင်းစီတီရောက်ပြီတော့ကျွန်တော်မုတ်စားမယ်ဟိုဒီလျှောက်လည်မယ်ပါနော်ပြီးတော့လို့ရှိရင်ကျွန်တော်ဈေးပိုင်လည်းဝယ်မယ် အဲရုပ်ရှင်လေးကြည့်လို့စဉ်းစားရပါတော့။ကဲအပေါ်ဘက်ကိုတက်ပြီးွားလို့ရှိရင်ရုပ်ရှင်မှာလူလည်းအများမများဘူးဆိုလို့ရှိရင်တော့ရုပ်ရှင်ကြီးကြည့်ပြီးမှပဲပြန်ပါပါ။ ို့ရှိရင်တော့တိုင်းစီတီထဲမှာကျွန်တော်အချိန်ဖြုံးတာတော်တော်လေးကြာသွားပြီလို့ပြောလို့ရပါတော့။အချိန်အားဖြင့်ဆိုလို့ရှိရင်နေ့လယ်2နာရီထိုးခံနေပြီ။ဆိုတော့စကားမဆက်ပြောရမယ်ဆိုလို့ရှိရင်ဒါ Vivo ရဲ့ V50 Lite ကဆိုလို့ရှိရင်ဒီဇိုင်းဘက်မှာတော်တော်လေးမှာ fashion ကျတဲ့ဖုန်းလို့တော့ကျွန်တော်ကတော့မြင်တယ်။ Lite version ဆိုမဲ့သူကဒီဇိုင်းဘက်မှာလုံးဝခိုရားရယ်မရှိဘူး။တော်တော်လေးမှာဒီဇိုင်းကမိုက်တယ်ပေါ့နော်။အယောင်နေနဲ့ဆိုလို့ရှိရင်သူက Fantasy Purple ရဲ့ Titanium Gold ရဲ့ဆိုပြီးတော့နှစ်ယောင်လာပေါ့နော်။နှစ်ယောင်လုံးကတော့သူ့ဟာနဲ့သူလှတယ်။ကျွန်တော်ရဲ့ perspective ကကျွန်တော်သဘောကျတဲ့အယောင်ကိုပြောရမယ်ဆိုလို့ရှိရင်အနောက်ဘက်မှာ gradient pattern လေးတွေပါတဲ့ Fantasy Purple ကိုတော့ကျွန်တော်ပို့ပြီးတော့ သဘောကျရဲ့ဒီလိုပြောလို့တိုက်တီနီယံကိုကမမိုက်တာတော့မဟုတ်ဘူးဒါကတော့လူငယ်ဆန်နဲ့တိုက်တီနီယံကိုကြတော့ထက်ထဲလေးနဲ့ elegant ဖြစ်ဖြစ်ကင်ကျင်တဲ့လူတွေအယောင်ငင်ငင်လေးကိုသဘောကျတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့တိုက်တီနီယံကိုဆိုတဲ့ကာလာလေးကတော်တော်လေးမမိုက်တယ်လို့ကျွန်တော်ကတော့ပြောချင်တယ်ဆိုတော့ ျွန်တော် time city မှာကြာတော့ရိုက်စရာ object ကလည်းတော်တော်လေးကိုများများပါတော့ကျွန်တော်ရောက်နေတဲ့အချိန်မှာပဲ time city မှာဆိုလို့ရှိရင်ကျွန်တော် vivo v50 lite ရဲ့ကင်မရာနဲ့ပတ်သက်ပြီးကျွန်တော်ဆန်းပြီးတော့ရိုက်ခဲ့တဲ့ shot လေးလည်းရှိရပါတော့ကင်မရာနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီဖုန်းကနောက်ကျောက်ဘက်မှာ50 megapixel main camera တစ်လုံးရဲ့2 megapixel depth တစ်လုံးရဲ့ဆိုပြီးတော့ dual camera setup နဲ့လာပုံထွက် quality ကိုပြောရမယ်ဆိုလို့ရှိရင်ဒီလိုမျိုးနေကင်းဘက်ပါတော့နေကင်းဘက်အလင်းရောက်ကောင်းကောင်းရရနေရ daylight rich picture နေရာမှာရိုက်မယ်ဆိုလို့ရှိရင်ပုံထွက်တွေကတော်တော်လေးကိုမှကောင်းတယ်ကျွန်တော်ဒီနေ့ခင်မှာဗျာ smartphone တော်တော်များများကဓာတ်ပုံတွေရိုက်လိုက်လို့ရှိရင် natural look မဖြစ်ဘဲနဲ့အရန် vibrant များပြီးစိုးစိုးကြီးထွက်လာတာတွေ့ တွေ့ရတယ်ဒါပေမဲ့ V50 Lite ရဲ့ကင်မရာဆိုလို့ရှိရင်တော့တော်တော်လေးဟိုမှာ natural looking ရတယ်အဲ့ချက်ကိုကျွန်တော်တော်တော်လေးဟိုမှာသဘောကျရတယ် detail လဲကြံတယ်ဗျနော်အဓိကကျွန်တော်တို့ဗျာ object တခုကိုရိုက်လိုက်ပြီးွားလို့ရှိရင်တော်တော် processing လုပ်ပြီးတော့ပြန်ထွက်လာ reset တွေဆိုလို့ရှိရင်တော်တော်လေးဟိုမှာစိတ်ကျဉ်နေစရာကောင်းလာကျွန်တော်တို့ကတွေ့ရတယ် selfie ကြောင်းလေးဆက်သွားအောင်ပါနော် selfie နဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ vivo f50 lite မှာဆိုလို့ရှိရင်32 megapixel selfie camera တစ်လုံးနဲ့ကိုပဲတော့ပန်ရှိုးထဲမှာထည့်ပေးထားတယ် selfie quality ကဆိုလို့ရှိရင်တော့တော်တော်လေးမှ fun ဖြစ်တယ်ရံက look ရတဲ့ vibe မျိုးရပါနော်ဆိုတော့ကျွန်တော် selfie ရိုက်လိုက်တဲ့ဆက်လို့ရှိရင်ထွက်လာတဲ့ပုံလေးတွေကချစ်စရာကောင်းပြီးတော့ကြည့်ရတော်တော်လေးမှ cute ဖြစ်တဲ့ပုံလေးတွေကကျွန်တော်တွေ့ရတယ်တေချာတော့ဒီဖုန်းလေးကို main ကလေးတွေပေါ့နော်လူငယ်လေးတွေသုံးမယ်ဆိုလို့ရှိရင်အယောင်မှာသဘောကျမဲ့ selfie camera လို့ကျွန်တော်တော့မြင်ပါတယ်ကဲခုဆိုလို့ရှိရင်တော့ကျွန်တော်တိုင်းစီးတီမှာတော်တော်လေးကအချိန်ဖြုံးပြီးပြီလို့ပြောလို့ရအောင်နော် အချိန်အပြည့်ဆိုလို့ရှိရင်တော့2နာရီ18ဆိုတော့ဒါ2နာရီခွဲရောက်မယ်လို့ပြောလို့ရတယ်။ကျွန်တော်ဒီမှာဗာအဓိကသုံးလဲဆိုတော့ကျွန်တော်ရုပ်ရှင်ကြည့်တယ်။နောက် Google Search လုပ်တယ်။နောက်ဈေးဝယ်ပေါ့နော်။ပြီးတော့ရှိရင်ဓာတ်ပုံလေးဗီဒီယိုလေးကျွန်တော်ဆန်းပြီးတော့ရိုက်တယ်ပေါ့နော်။ဆိုတော့ဒါကတော်တော်လေးဥပမာကျွန်တော်သုံးပြီးပြီ heavy testing နေနဲ့ကျွန်တော်သုံးတာတော့ဒါတွေကျွန်တော်သုံးတယ်ပေါ့နော်။ဒါပေမဲ့အော်စရာကောင်းတာဒီမှာ battery ကဆိုလို့ရှိရင်60ကျန်သေးရယ်။ဆိုတော့ ကျွန်တော်မနေ့ကတည်းက GPS သုံးတယ် game ဆော့တယ်အဲဗီဒီယိုကြည့်တယ် YouTube ကြည့်တယ်ပြီးခုနဈေးဝယ်တယ်အဲ့ဒါကြီးအကုန်လုံး testing နေအကုန်လုံးလောက်တာတော့မှာ10%လောက်ပဲ battery ရော့ရဲဆိုတော့အဒိတ်ပဲပေါ့နော်ဆိုတော့ battery 60ကိုကျွန်တော်ဘယ်လိုဆက်ပြီးတော့ကွန်အောင်သုံးရမလဲဆိုတော့ကျွန်တော်အကြံတစ်ချက်လောက်ထုတ်လိုက်ပါ ကျွန်တော် Vivo ရဲ့ V50 Lite နဲ့ရုပ်ရှင်လည်းတော်တော်လေးကြည့်ပြီးသွားပြီပေါ့နော်အချိန်အားနည်းဖြစ်ဆိုလို့ရှင်တော့၄နာရီထိုးတော့မယ်ပေါ့နော်ဆိုတော့ဘက်ထရီကတော့သူက89%တိကျန်တာကျွန်တော်တွေ့ရတယ်ဆိုတော့ဘက်ထရီခံချက်ကတော့လက်လန်တယ်ဒီမှာကျွန်တော်တစ်ချက်သတိထားမိတာကဒီဖုန်းကကျွန်တော်ရုပ်ရှင်ကြည့်ရင်းနဲ့ဒီဖုန်း display ကတော်တော်လေးဥမာလင်းတာကျွန်တော်တွေ့ရသူက size ကတော့6.89လက်မရှိတဲ့ display ကိုမှ AMOLED screen နဲ့လာရပါတော့ပြီးတော့ကျွန်တော်တတိထားမိအချက်တစ်ချက်ကိုပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်မနေ့တုန်းကဆိုလို့ရှိရင် social media တုံးနေခုမှဆိုလဲကျွန်တော် Facebook တွေတုံးနေ YouTube တွေကြည့်ရအောင်เนาะအဲ့မှာ scrolling လုပ်တဲ့အခါကျလို့ရှိရင်တော်တော်လေးဥမာ ်တွက်တယ်အဲ့ဒါကလည်း 120Hz refresh rate ပါတာဖြစ်တဲ့ကြောင့်ဒီဖုန်းကြီးရဲ့ display ကတော်တော်လေးတုံးရတာအဆင်ပြေတယ်တော်တော်လေးမှာတွက်တယ်ပေါ့နော်ပြီးတော့ကြိုက်တဲ့ချက်ကိုပြောရမယ်ဆိုလို့ရှိရင်ဒီလိုမျိုးပြ auto brightness ကြီးမှာတော့မှာသူကတော်တော်လေး brightness ကိုလင်းအောင်ပြနိုင်တာကကျွန်တော်နေအရင်ကမှအားရရလို့မြင်နေပါတော့ဒီမှာကတော့ဘက်ထရီအသီးရဲ့အတိုင်းပဲ89%ဆိုတော့ဒါဘာမှမသိမရော့သေးဘူးလို့ပြောလို့ရတယ်ကျွန်တော်တော့ဆက်ပြီးတော့ဒီဘက်ထရီကိုကုန်အောင်သုံးဖို့အတွက်ကျွန်တော်ကြိုးစားပါ ို့ရှိရင်ညနေ6:00ရောက်လာပြီဗောနော်တကယ်တမ်းကကျွန်တော် default မနေ့ကတည်းက game sorry ရုပ်ရှင်ကြည့်ရဲ GPS ဖွင့်သုံးတယ်တနေ့လုံးပြာကျွန်တော်ခက်ခက်ခဲခဲအသုံးပြုပြီးတော့ battery challenge ကိုကျွန်တော် join တာဗောနော်ဒါပေမဲ့တကယ်တမ်းက Vivo က challenge ခေါ်တဲ့ဒီ mission impossible challenge ဆိုတာကျွန်တော်တို့တော်တော်မှခက်ခဲ challenge တစ်ခုလို့မြင်တယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော် default battery ကုန်အောင်သုံးနိုင်မှုဆိုတာကျွန်တော်ဒီလုံးဝမဖြစ်နိုင်ဘူးဗျာတကယ်ကိုခက်ခဲ challenge တစ်ခုပဲ တကယ်တမ်းက Vivo ရဲ့ V50 Lite ကဘာဖြစ်လို့ battery အလောက်ထိခံသွားလဲဆိုတော့ဒီဖုန်းမှာဆိုလို့ရှိရင်6.5 mAh battery ကိုမှသူက Blue Bolt battery နဲ့လာတယ်။တကယ်လို့စဉ်းစားကြည့်နော်။ကျွန်တော်နေ့စဉ်သုံးနေတဲ့9 mAh battery တော့မှဗျာ1 day battery life ကိုကောင်းကောင်းရအချိန်မှာသူက6.5 mAh ကိုမှသူက Blue Bolt ဖြစ်တာဖြစ်တဲ့တကြောင်ဒီဖုန်းရဲ့ battery အားခံမှုကြီးကကြောက်စရာကောင်းအောင်အားခံသွားကျွန်တော်ကတွေ့ရတယ်။တကယ်တမ်းဆိုလို့ရှိရင်ကျွန်တော်မနေ့9နာရီတည်းကနေပြီးအခုညနေ6နာရီထိုးပြီပေါ့နော်။အဲ့ဒီအချိန်ထိကိုကျွန်တော်ဒီ battery ကိုကျွန်တော်နေ့စဉ်သုံးနေကြဒီ testing time ကိုကျွန်တော်လုံးဝ power hungry ဖြစ်ဖြစ်သုံးနာတော့မှ ကျွန်တော်ဒီဖုန်းရဲ့ဘက်ထရီရဲ့ငါးပုံပုံတစ်ပုံတော့မှကျွန်တော်ကုံအောင်မသုံးနိုင်တာကျွန်တော်တို့ကတွေ့ရပါတော့ဆိုတော့ဒါပြင်ကမှမိတ်ဆွေကသာလုံးဝဗျာဖုန်းကိုလည်းနဲ့မချကြအောင်ပါဝါဟန်ဂရီပြပြသုံးနေတယ်ဆိုလို့ရှိရင်လည်းဒီ Vivo ကနေပြီးတော့ Vivo V50 Lite မှာဆိုလို့ရှိရင်90 watt flash charge ကိုထည့်ပေးတာဖြစ်တဲ့ကြောင့်အားဝင်တာလည်းအရန်မှာမြန်တယ်ဆိုတော့မိတ်ဆွေတို့ကျွန်တော်ပြောပြချင်တာကမိတ်ဆွေကအရန်မှာ power hungry ဖြစ်တဲ့ user ဖြစ်တယ်ဆိုလို့ရှိရင် Vivo ရဲ့ V50 Lite ကိုတစ်ခါတော့တော့ဆန်းပြီးတော့သုံးကြည့်ဖို့အတွက်ကျွန်တော်ကတော့အကြံပြုချင်တယ်လို့ပြောရင်းနဲ့ပဲ video လေးဒီမှာပဲအဆုံးသတ်ပေးချင်ပါတယ်ကျွန်တော်ရဲ့ Mission Impossible Battery Challenge ကတော့ကျွန်တော်ရှုံးနေသွားပြီဆိုတာဝန်ခံပါတယ်လို့ပြောရင်းနဲ့ပဲ video လေးဒီမှာပဲအဆုံးသတ်ပေးချင်ပါတယ်